တကယ်ကြီးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်အိုကေဒီနေ့မှာတော့ကျွန်တော်ဒါမနေ့တုန်းကပြောခဲ့တဲ့အတိုင်းပေါ့နော်နှစ်ဖုတ်တော့တင်ပြမလားမသိဘူးပေါ့နော်အဲမနေ့ဗမာပဲကျွန်တော် ပြန်တင်ရင်တင်ပြပါမယ်နော်အဲဒီမူကကျွန်တော်အရင်ဝမ်းကျင်းလေးနဲ့ပေါ့နော်ပြန်ပြီးတော့တွဲပြီးတော့တင်ပြပါမယ် တွဲပြီးတော့တင်ပြမယ်သူကကျွန်တော်တို့ဒီလုံးပိုင်လေးတင်နေလဲတော်တော်ကြိုက်တယ်ပေါ့နော်အဲဒီမူလေးကတော့ဒီတစ်ပတ်အတွက်ကျွန်တော်ကအားအကြိုက်ဆုံးပေါ့နော်အကြိုက်ဆုံးဆိုတာကျွန်တော်တို့အရင်ဝမ်းချင်းတင်ခဲ့တာကျွန်တော်တို့196ပေါ့နော်196မှာလုံးပိုင်ကျွန်တော်တို့ဒီမှာ6တက်ပေါ့နော်6တက်နဲ့နောက်ထပ်ကျွန်တော်လုံးပိုင်တစ်ခုကအဲထပ်ပြီးတော့တင်ပြထားတာမနေ့ကပေါ့နော်69ဆိုပြီးတော့ဒီမူလေးရှိတယ်နော်လုံးပိုင်ကဒီမှာကျွန်တော်တို့69เนาะ69တလုံး အဲဟိုအရင်အွားတုန်းကလည်းကျွန်တော်ဝမ်းချိန်နဲ့အဲလုံးပိုင်လေးနဲ့ပေါ့နော်တွဲပြီးတော့တင်ပြထားတယ်အဲတုန်းကကျွန်တော်တို့လုံးပိုင်က1ချောက်ဖြစ်မဲ့တင်တယ်နော်1ချောက်ဖြစ်မဲ့ဆိုတော့6ကကျွန်တော်တို့ဒီမှာအာတွားပြီးတော့ဒါ2နေတယ်ပေါ့နော်အဲတုန်းကကျွန်တော်တင်ခဲ့တာက1ချောက်9ကအချိန်နော်1 6 9ကအချိန်1 6ကလုံးပိုင်ပေါ့နော်အဲဒီမှာလည်းကျွန်တော်တို့လုံးပိုင်က6 9ဆိုပြီးတော့ရနေတယ်ဆိုတော့ပေါ့နော်အာဒီနေ့ဒီမူလေးနဲ့ဆိုရင် တော့ကျွန်တော်တို့ဒါ၄လုံးခွေလိုက်ပြီဆိုရင်ဒါပြီးသွားမယ်ထင်ပါတယ်เนาะ၄လုံးခွေဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်ထုတ်ပြတာကတော့၄ကွက်ပဲထုတ်ပြမှာပေါ့เนาะ၄ကွက်ပဲထုတ်ပြမယ်ဒါဆိုရင်ကျွန်တော်လည်းတူတူကြည့်ရအောင်ပေါ့เนาะဒီမူလေးကကျွန်တော်ဒီကာလာပင်နဲ့ပဲခြေလိုက်တော့မယ်ပေါ့เนาะမထူတော့ဘူးနောက်လည်းတုံးလို့ရမှာမဟုတ်တော့ဘူးပေါ့เนาะโอเคသူကကျွန်တော်တို့ပထမဆုံးကဘယ်ကနေစလဲဆိုရင် အဲဒီအဝါမှာပေါ့နော်ဒီ6နော်ဒီ6နော်ကျွန်တော်လုံးပိုင်လေးအရင်စပြီးတော့ပြလိုက်မယ်ပေါ့နော်โอเคဒီ6ပြီးရင်ကျွန်တော်တို့ဒီ6ဒီဘက်မှာသွားတက်လဲဆိုရင်ဒီကိုသွားတက်တယ်ပေါ့နော်အဲထိပ်ပိတ်တွေကတော့မတူဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ6လို့တစ်ချက်ရေးပေးမယ်နော်โอเคဒီနံပါတ်6ပေါ့နော်သူကဘာနဲ့တွဲသွားလဲဆိုရင်သူ့ရဲ့ရှေ့ကပေါ့နော်ခွန်ရှစ်နော်၄ခွန်ရှစ်ကနောက်နှလုံးပေါင်းခြင်းပေါ့နော် conscious ဆိုတော့ကျွန်တော်တို့ဒီမှာပေါင်းခြင်းနံပါတ်5 5နှစ်ခတ်တီကျွန်တော်တို့3ပေါ့เนาะ Okay ဒီကောင်းနဲ့သွားရဲပေါ့เนาะဒီကောင်းနဲ့သွားရဲဒီအတွက်ကြောင့်ကျွန်တော်တို့အဲအတွဲယူမယ်ဆိုရင်ပေါ့เนาะ6 5တရွဲ6 3တရွဲဆိုပြီးတော့ယူလို့ရတယ်เนาะဒါအတွဲ6 5เนาะပြီးရင်ကျွန်တော်တို့6 3ပေါ့เนาะဒီကောင်းကဒါ1ချိန်เนาะ6 5 3ဒီအချိန်เนาะ6 5 3ဒီအချိန် ျွန်တော်တို့အတွဲယူမယ်ဆိုရင်6563ပေါ့နော်ဒီမှာထွက်ကဏ္ဍကကျွန်တော်တို့ဒီမှာဖြာကြည့်လဲဆိုရင်865ဆိုပြီးတော့ထွက်ထားတယ်နော်865ဆိုပြီးတော့ထွက်ထားတယ်ဟုတ်ပြီနော်865ဆိုတော့ဒီနောက်က3ဒီအချိန်လေးဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ပင်ကိုစစ်ကြည့်မယ်ဒီမှာနံပါတ်6ပေါ့နော်ဒီနောက်ကနံပါတ်6ရှိတဲ့အတွဲကျွန်တော်တို့ဒီမှာ6ကိုစေယူမယ်ပေါ့နော်ဒီကောင်ကအချင်းကျွန်တော်ရေးမပြီးတော့ဘူးပေါ့နော်။ဒါတွဲလို့ရအောင်ကကျွန်တော်ဒီမှာ၈၁နှစ်က နောက်က1ရက်2ရက်ပေါင်းခြင်း3ပေါ့နော်3နှစ်ခံ5เนาะ635တိအချိန်ပါတဲ့เนาะ635အချိန်เนาะအဲအတွဲလုံးယူမယ်ဆိုရင်63 65ယူပါမယ်เนาะ63ကျွန်တော်တို့65ပေါ့နော် sorry ဒီမှာ65ရေးရိုက်ရေးသွားတော့ပေါ့နော်ဒီမှာဘယ်လိုထွက်သွားလဲဆိုရင်ကျွန်တော်ဒီမှာကောင်းကပေါ်ကပေါ့နော်356ဆိုတော့ဒဲထွက်သွားတယ်เนาะ356ဆိုတော့ဒဲထွက်သွားတယ် 635က356ဆိုပြီးတော့မချိမ့်မဲနဲ့ထွက်သွားတယ်နော်နောက်တစ်ပုံကိုကျွန်တော်စစ်ကြည့်မယ်ဒီမှာလဲနံပါတ်6ပဲနော်ဒီ6ဖြစ်တဲ့အတွက်6ကိုကျွန်တော်တို့ယူမယ်ပြီးရင်ကျွန်တော်ဒီနောက်က132က32ကိုကျွန်တော်တို့ပေါင်းလိုက်မယ်ပေါ့နော်ပေါင်းလိုက်ရင်ပေါင်းခြင်းနံပါတ်နံပါတ်1နော်နှစ်ဖြစ်တဲ့အတွက်နှစ်နက်ခတ်ဒီ4နော်64ဒီအချိန်မှာဟာတဲ့เนาะ64အချိန်ကကျွန်တော်တို့ဘာထွက်သွားလဲဆိုရင်646ထွက်သွားတယ်เนา 646ဆိုပြီးတော့ထွက်သွားတယ်646 6ပေါ့เนาะအတွဲယူမယ်ဆိုရင်6264เนาะ6နဲ့ကျွန်တော်တို့64ဆိုဒီလိုလေးယူလို့ရတယ်เนาะโอเคဒါ3ကပ်ပေါ့เนาะအခု4ကပ်ကိုစစ်ကြည့်မယ်ဒီမှာနံပါတ်6เนาะအဲကျွန်တော်လည်းနည်းနည်းလေးထောင်ပေးလိုက်ဖို့အဆင်ပြေပဲထင်တယ်เนาะဒါလောက်ဆိုပိုးမြင်ရမယ်เนาะโอเคဒီနံပါတ်6ဖြစ်တဲ့အတွက်ကျွန်တော်တို့6ယူမယ်เนาะ 6ကိုကျွန်တော်ဒီမှာက4 6ပေါ့နော်လေးလေး6ကနောက်နှလုံးပေါင်းခြင်း6ပေါင်းခြင်း3ည3ည9ကခွန်းเนาะ9တုံညာခွန်းဒီအချိန်ဒီကောင်လေး1ချိန်เนาะ9တုံညာခွန်းဒီအချိန်ကျွန်တော်တို့အတွဲယူမယ်ဆိုရင်9တတွဲယူလို့ရမယ်9ခွန်းတွဲယူလို့ရမယ်ဒီမှာထွက်ကနန်းက9ခွန်း8ဆိုပြီးတော့ထွက်တယ်เนาะ9ခွန်း8 เนาะဒီမှာ9 3 9ခုဆိုတော့ကျွန်တော်တို့3ညကအချိန်ဖြစ်သွားတယ်ပေါ့เนาะโอเคဒါဆိုရင်ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကြည့်အောင်ပေါ့เนาะဒီတစ်ပတ်ကဒီနေရာအတွက်ဒါကကျွန်တော်တဲလေးတွေတင်ထားတာထင်ပါတယ်เนาะโอเคဒီမှာကကျွန်တော်တို့ဒီမှာက3ညပေါ့เนาะ3ညဖြစ်တဲ့အတွက်ဒီ3ညလေးကိုယူမယ်เนาะပြီးရင်ရှေ့က9 5တက်ကတော့နောက်နှလုံးပေါင်းခြင်း5 7ပေါင်းခြင်း6ဖြစ်တဲ့အတွက်6နက်ခတ်9เนาะဒီကောင်းဒီအချိန်เนาะ3ည6ကိုအချိန် เนาะတွဲလုံးယူမယ်ဆိုရင်3ည6ယူလို့ရမယ်ကျွန်တော်တို့3ည9ယူလို့ရမယ်เนาะတွဲလုံးဒီမှာထွက်ကနန်းကတော့ပါလာမလဲပေါ့เนาะဒီကောင်ကကျွန်တော်ကဗာနဲ့တွဲသွားမှာလဲဆိုရင်အရင်တစ်ပတ် sorry အရင်တစ်ပတ်ကတော့ဖြစ်တယ်ကျွန်တော်အရင်ပထမဆုံးတင်ခဲ့တဲ့ဟာပေါ့เนาะ okay ဒီကောင်ကကျွန်တော်တို့အချိန်က1ချိန်ကပါလဲဆိုတော့3ည6ခုအချိန်เนาะပထမတင်ခဲ့တဲ့အချိန်เนาะဒါ skin ပေါ့เนาะ ပထမတင်ခဲ့တဲ့အချိန်ကကျွန်တော်တို့ဘာလဲဆိုရင်169အချိန်เนาะဒါက first เนาะ Friday တောင်ဖြစ်သွားပြီမဟုတ်ပါဘူးရေးတော့ဘောเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ကြည့်လိုက်မယ်ပေါ့เนาะကျွန်တော်လုံးပိုင်အဲဒီမှာတင်ခဲ့တုန်းကလုံးပိုင်က169เนาะ Okay ဒါမနေ့တုန်းကကျွန်တော်တင်ခဲ့တဲ့မူကဒီမူလေးပေါ့เนาะဒီမူလေးရှိတယ်69တလုံးပေါ့เนาะ69တလုံးကကျွန်တော်ဒါလုံးပိုင်เนาะ 6 9အဲတခါလေးကြာရင်လည်းနှလုံးလုံးဆင်းတယ်ပေါ့နော်ဒီမှာ6 9ဆိုတော့နော်အဲကျွန်တော်ထင်တယ်အဲကျွန်တော်တို့ဒီမှာတွဲလုံးလေးနဲ့ပေါ့နော်ခဏလေးတွေဆွဲထုတ်လိုက်မယ်ဆိုရင်နော်အဲဒီလေးလုံးတွေကပေါ့နော်ဒီမှာ6 9 6 9ကကျွန်တော်တို့ဘုံပါနေတာဖြစ်တဲ့အတွက်နော်ဒီနှစ်ကွက်ကိုကတော့ဒါကျွန်တော်တို့ဒါမဖြစ်မနေထိုးပါမယ်နော်3ည6 9တကွက်ထိုးမယ်1 6 9တကွက်ထိုးမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ဒီမှာ3ည6နဲ့ ဒီ delay နဲ့ပေါင်းလိုက်မယ်เนาะမြင်3ည9နဲ့ဒီ delay နဲ့ပေါင်းလိုက်မယ်เนาะဒါဆိုရင်အဆင်ပြေမယ်ထင်ပါတယ်เนาะ okay အပူအခွာကြိုက်တဲ့တကယ်ချင်းเนี่ยနောက်တစ်ထပ်ထိုးလို့ရတယ်ပေါ့เนาะအဲထပ်ထိုးလို့ရတယ်ဘာတွေထိုးလို့ရမလဲဆိုရင်ကျွန်တော်တို့699တို့အဲဘာလို့ပေါ့เนาะအဲဒါထိုးလို့ရပဲကျွန်တော်ကတော့ဒီ၄ကွက်ပဲပေါ့နော်အဓိကဒါရွေးချယ်ပေးလိုက်မယ်အဲတကယ်ချင်းတော့အဲကိုပိုင်ပေါ့နော်ပရိတ်တို့ဘာလို့ရရှိတယ်ဆိုရင်လည်း အဲဖြန့်ပြီးတော့ဒါကစားလို့ရတယ်ကျွန်တော်တင်ထားတဲ့ brake က646ထင်တယ်ဒီ brake brake ပေါ့နော် PK ကကျွန်တော်တို့646 brake ရှိမယ်ပေါ့နော်646 brake ရှိမယ်ဆိုတော့ဒီထဲကကျွန်တော်တို့ဘာနဲ့သွားကြိုက်လဲဆိုရင်ဒီကနန်းလေးနဲ့သွားကြိုက်တယ်ဒါ6 brake နော်တချောက်ကိုဆိုတဲ့ခဏလေးနဲ့တွားကြိုက်တယ်။ဝမ်ချင်းကအပီးပေါက်ပေါ့နော်။အပီးပေါက်ခဏလေးနဲ့ဒါတွားပြီးတော့ကြိုက်တယ်။ဒါဆိုရင်6 brake ပေါ့နော်။ဒီ6 brake ရှိပဲနော်။ โอเคပါဒါဆိုရင်တော့အဲကျွန်တော်ကဒီမူနှစ်ခုကိုပေါ့เนาะဒါပထမတင်တဲ့မူနဲ့ဒုတိယတင်တဲ့မူကိုအဲဒါပြန်ပြီးတော့ဒါပေါင်းပေးလိုက်တဲ့သဘောပေါ့เนาะပေါင်းပေးလိုက်တဲ့သဘောဖြစ်ပါတယ်ဒါတငယ်ချင်းတို့စိတ်ကြိုက်ပေါ့เนาะအဲကိုပိုင်ဉာဏ်ရှိသလိုကစားကြည့်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာက3169เนาะ3169ဒီလေးလုံးပဲရှိတယ်ပေါ့เนาะ โอเคပါအဆင်ပြေပါစေဗျာเนาะ အဲကျွန်တော်ကတော့ဒီမှာရေးပြလိုက်တာက396 1 369 169 169ပေါ့เนาะဒီလေးလုံးဖြစ်ပါတယ်เนาะအလုံးမဲ့ကုလားမဲ့စကူချင်းမှာပောက်ခွက်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်အဲဘိုင်ဘိုင်ပါเนาะ